မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတကာစာမျက်နှာမှာစစ်ကောင်စီဘက်ကနေရက်တီထောက်ခံပေးမှုအတွက်ဒီုံနိုင်ငံကိုဂျေစုတင်တယ်ဆိုပြီးအကြမ်းဖက်စစ်ကောင်ဆောင်မဲအွန်လိုင်းကိုတိုင်ထုတ်ဖော်ပြောဆိုလာပြန်တဲ့အပြင်ဒီုံသမရရှိချင်းပြင်ကိုအနာဂတ်ကမ္ဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပြီးတော့ပါမဲအွန်လိုင်းကအလွန်အကျွံ့မြောက်ပင်ပြောဆိုသွားပြန်ပါတယ် ကိုင်းတိုင်းပလဲမြို့နယ်ကအချက်ဖက်စကောင်းစီရဲ့ကန်တော့ရက်စကန်သိန်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစကောင်းစီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတဲ့ဆွေးထင်းပောင်းဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတကာစာမျက်နှာမှာစကောင်းစီဘက်ကနေရက်တီထောက်ခံပေးမှုအတွက်ဒီုတ်နိုင်ငံကိုဂျေဇူးတင်နေဆိုပြီးအချက်ဖက်စကောင်းဆောင်မင်းအွန်လိုင်းကိုတိုင်ထုတ်ဖော်ပြောဆိုလာပြန်တဲ့အပြင်ဒီုတ်သမရရှိချင်းဖြင့်ကို နာဂတ်ကဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပြီးတော့ပါမင်းအွန်လိုင်းကအလွန်အကျူးမြောက်ပင့်ပြောဆိုသွားပြန်ပါလေတာကူတော့နေပြည်တော်မှာယမန်နေ့ကပြုလုပ်သွားတဲ့တရုတ်မြန်မာနှစ်နိုင်ငံတန်တမန်ဆက်ဆံရေး85နှစ်မြောက်စင်ရတုအခမ်းအနားမှာအကြံဖတ်မင်းအွန်လိုင်းကိုယ်တိုင်ထုတ်ဖော်ပြောဆိုသွားတာပါအဲ့ဒီမှာအကြံဖတ်မင်းအွန်လိုင်းပြောသွားတာဟာမြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာနိုင်ငံတကာစာမျက်နှာမှာသူတို့စစ်ကောင်စီဘက်ကယက်တီထောက်ခံပေးတဲ့အတွက်ဂျေဇုတင်တဲ့အကြောင်းနဲ့တရုတ်နိုင်ငံကနေသူတို့စစ်ကောင်စီအပေါ်စင်စက်မပြတ်ထိတွေ့ဆဆံပြီးစိတ်ကောင်းစေတနာနဲ့အားပေးထောက်ခံမှုအတွက်လည်းအလုံးငိုတန်ဖိုးထဂျေဇုတင်တယ်ဆိုပြီးပြောသွားတဲ့အပြင်တရုတ်သမ္မတရှီကျင်းဖင်ကိုအနာဂတ်ကမ္ဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပြီးတော့ပါမင်းအွန်လိုင်းကိုတိုင်အလွန်အကျွံ့မြောက်ပင်ပြောဆိုတွားပြန်တာပါအဲ့ဒီအတွက် မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံကဖော်ဆောင်နေတဲ့ရေဝန်းနဲ့ပိုလန်မှစီမံကိန်းတရုတ်မြန်မာစီးပွားရေးဇင်ကြံစီမံကိန်းတွေအကောင့်ထဲပေါ်ရမှာသူတို့စစ်ကောင်စီဘက်ကတရုတ်နဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့လေအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တယ်လို့သိရပါတယ်တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီဟာဒေါ်လာရေးတပ်တွေတင်ပိုက်ထားတဲ့တရုတ်နယ်စပ်ကမြို့တွေကိုသူတို့စစ်တပ်ဘက်ကမလို့မှပြန်လဲတိုက်ခိုက်သိမ်းယူနိုင်စွမ်းမရှိတော့တဲ့အတွက် ဒီနိုင်ငံကိုဂျာဝင်ဆွတ်ဖက်ပီအားပေးခိုင်းပြီး MNDAA တင်ပိုက်ထားတဲ့လာရှိုးမျိုးကိုပြန်တောင်းခဲ့တယ်လို့နောက်ထပ်လည်းတော်လိုင်းတက်တွေတင်ပိုက်ထားတဲ့ဒီနိုင်ငံနဲ့ထိစနီယာနေဆက်မျိုးတွေကိုပါတရုတ်ကိုဂျာဝင်ဆွတ်ဖက်ပီအားပေးခိုင်းပြီးပြန်လည်တောင်းယူခိုင်းတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ စကိုင်းတိုင်းပလဲမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့ကန်တော့ရစကန်သိန်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဇော်လနေနေ့ကစပြီးပလဲမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့ကန်တော့နေမီရစကန်အတွင်းအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေရမှာဒီကနေ့ဇော်လ9ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ်။ အဲ့ဒီကန်တောက်နေမီရက်စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါအသေးအံဘုံကျဲနေတဲ့အပြင်အဲ့ဒီမှာရသပြည်သူတို့ချို့လဲတိတ်ဆုံမှုရှိထားတယ်လို့သိရပြီးတစ်ဖက်မှာလဲစစ်ကောင်စီဘက်ကအင်မတီဂျေးရွာဘက်မှာပါမြေပြင်စစ်ကူတွေကိုရဟတ်ရင်နဲ့ချဘေးတာတွေအထိတိုက်ပွဲကတော်တော်ကိုပြင်းထန်နေတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလဲ မန္တလေးတိုင်းငဇုံမြို့နယ်ကချမ်ဖက်စစ်ကောင်စီရဲ့မြို့သားမြို့ရဲစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားတအူးကတော့ပွဲချင်းပြီးကိုထိသွားပြီးနောက်တဲ့၄ဦးကဒဏ်ရာတွေရထားပြီးတဲ့နောက်စစ်တပ်ကစစ်ကူတွေပါအသေးအတန်ခေါ်ရတဲ့အခြေအနေတိဖြစ်သွားတယ်လို့မြန်မာနိုင်ငံကြီးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကရင်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဇော်လာရှိရနေဖြစ်တဲ့မဏိကပဲငဇုံမြို့နယ်ကချမ်ဖက်စစ်ကောင်စီရဲ့မြို့သားမြို့ရဲစခန်းကို ဒေါ်လာ1တွေက60မမလက်နက်ကြီးအပါဝင်လက်နက်ငယ်တွေနဲ့ပါဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းနိုင်ဝက်နီးပါးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတအူကတော့ပွဲချင်းပြီးကိုတိတ်သွားပြီးနောက်ထပ်၄ဦးကဒဏ်ရာတွေရထားပြီးတဲ့နောက်စစ်တပ်ဘက်ကစစ်ကူတွေပါအသေးအံခေါ်ရတဲ့အခြေအနေထိဖြစ်သွားတယ်လို့မြင်းကြံကနီးပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ရမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ကရတပ်ပြည်သူအယောက်6000ကျော်ကိုအကြဖက်စကောင်စီလက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့တွေကခြေရွာတွေကနေမောင်းထုတ်နေပြီးငွေတော်ဖျားဝင်းအတွင်းထဲမှာဖမ်းဆီးထိန်သိမ်းထားတယ်လို့ပအိုမြို့သားလွတ်မြောက်ရေးတပ်မတော် PNL တပ်ဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ကစ်တီကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လာခုနှစ်နေ့ကပဲရမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ် နောင်ကြောကြေးရွာအုပ်စုအတွင်းမှာရှိတဲ့တပူးထိုးကောင်းထိုးလွယ်ငုံနောင်ဘူပတ်စနဲ့တောင်ရှိကြေးရွာတွေအပါအဝင်အနီးပဝင်းချင်းကကြေးရွာနေပြည်သူအယောက်6000ကျော်ကိုအကြံပစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့တွေကအခုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကြေးရွာတွေတဲကနေအပီးထွက်သွားရမယ်ဆိုပြီးတော့ကိုမောင်းထုတ်နေတယ်ဆိုပါတယ်ဒါပြင်အဲ့ဒီကပြည်သူတွေကိုစစ်တလက်အောက်ခံ PNO အဖွဲ့တွေကတခြားစစ်ဘေးရှောင်စခန်းတွေမှာနေတာမျိုးလဲမလုပ်ခိုင်းပဲ မွေတော်ဖျားဝင်းထဲမှာပဲအကုန်လုံးသွားစုနေရမယ်ဆိုပြီးတော့ကိုအမိန်ပေးထားသလိုဒါဟာဂျီယွန်နေပြည်သူလူတုကိုဖမ်းပြီးတော့ထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်တဲ့အတွက်စစ်တလောက်ခံ PNO တပ်တွေအနေနဲ့ပြည်သူကကြွေးတဲ့ထမင်းနဲ့ကြီးထွားလာတယ်ဆိုတာကိုမမေ့နဲ့ဆိုပြီးတော့လေပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL တပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ အကျန်းဖတ်စစ်ကောင်စီကအခုဇလအကောင့်တီသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေရမှာဇလ9ရက်နေ့ကပဲရခိုင်ပြည်နယ်မှာရှိတဲ့တန်တွဲမြို့နယ်ကိုလေရင်နဲ့ဘုံကျဲသွားမှုကြောင့်ရတပီသူမိသားစုဝင်၃ဦးအပါအဝင်ဆစ်ဆောင်ပြည်သူ၄ဦးတိစုံခဲ့ရပြီး နောက်ထပ်ပြည်သူ၈ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဒါကတော့ဇွန်လ9ရက်နေ့ညပိုင်းကပဲအချက်ဖက်စစ်ကောင်စီတပ်ကရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာရှိတဲ့ စစ်ဆောင်ပြည်သူတွေနေထိုင်ရာကြောက်ကြီးဂျေးရွာစာတင်ကျောင်းကိုလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားပြန်နေဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကျောင်းတက်ခိုက်မှုကြောင့်ရဲသားပြည်သူဒေါ်ပုတ်နဲ့ဥတ္တနုံဝင်းအပါဝင်းမိသားစုဝင်း၃ဦးစုစုပေါင်းစစ်ဆောင်ပြည်သူ၄ဦးတိစုံခဲ့ရပြီးနောက်ထပ်ပြည်သူ၈ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်ခင်ဗျ။ ဖက်မှာတော့ရခိုင်ပြည်နယ်တန်တွဲမြို့အနီးကိုပဟုပြုပြီးဒီကနေ့ဇွန်လ9ရက်နေ့မနက်ပိုင်းမှာပဲပြင်းအား4.6အဆင့်ရှိတဲ့ငလင်လှုပ်ကပ်သွားတယ်လို့အမေရိကန်ငလင်စောင့်ကြည့်ရေးအဖွဲ့ USGS ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်9:45မိနစ်ဝန်းကျင်လောက်မှာပဲရခိုင်ပြည်နယ်တန်တွဲမြို့အနီးကိုပဟုပြုပြီးပြင်းအား4.6အဆင့်ရှိတဲ့ငလင်လှုပ်ကပ်သွားတယ်လို့ဆိုပါတယ်။အခုလို့ တန်တွဲမြို့အနီးငလင်မလုတ်ခတ်ခင်စကောင်စီတပ်ကတန်တွဲမြို့နယ်ကြောက်ကြီးကြီးရွာကိုဇွန်လ9ရက်နေ့ကလေနဲ့ဘုံကျဲတက်ခိုက်သွားပြီးတဲ့နောက်ဒီကနေ့ဇွန်လ9ရက်နေ့မှာတန်တွဲမြို့အနီးကိုဗဟိုပြုပြီးပြင်အား4.6အဆင့်ရှိတဲ့ငလင်လုတ်ခတ်သွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ